ဇနိန်နာဇနိန်နာကိုမမြင်ပါပဲလားဆရာတော်ဟာဂရုဏာသသောအတန်နဲ့ခေါ်လိုက်ပါလေဟဲ့အုံမဇနိန်နာဘာမှနေတာလဲထမှန်မင်းမြန်မြန်ဖြင့်ကိုရင်အုံမဟာကြောင်းကန်းစီအောင်လိုက်လံရှာဖွေပြီးတဲ့နောက်ဥချလိုက်ပြီးကျက်ဒီကနာကမောက်ပလင်ပေါ်မှာတင်ကန်းကောင်းမှုချုံပြီးအိတ်နေပါလေဖေဟာတဲမိုက်တယ်ကောင်းမဲတွားခေါ်စမ်းလို့မိမြန်သဖြင့်ကိုရင်တော့ဆရာတော်ရှိကိုရောက်လာပြီးဆရာတော်ကဟဲ့ဇနိန်နာ မင်းဘာဖြစ်တယ်မနဲ့ဆွန့်လဲမစားနေဆွန့်လဲမစားနေမကောင်းဘူးလားနေကောင်းပါလေဖေကဆွန့်မစားတာကမစားကြလို့ပါဖေကမိုက်ပါပြီတပည့်နေရွယ်တန်လုံးမြန်လုံးနေကောင်းရတယ်ဆွန့်မစားကြတာများအံ့ဩစရာပဲနေဘာဖြစ်လို့ဆွန့်မစားကြရတာလဲမစားကြလို့ပါဖေကစားလို့လည်းမဖြစ်ပါဘူးဖေကလေเจ้าကိုအတော်အားထုတ်ထားသောအတန်နဲ့ရှင်စရိန်နာကလျှောက်ထားလိုက်ပါလေထိုစကားဟာဆရာတော်ရဲ့အစဉ်နှလုံးကိုအတော်ထိခိုက်သွားဟန်တူပါလေ ကိုရင်စရိန်သာကအသက်16နှစ်ခန့်သာရှိသေးတဲ့အသားဝါဝင်းလျက်ကိုလုံးကိုပေါ့ထွားကျင်းသောကိုရင်တယောက်ဖြစ်ပါလေမျက်လုံးပြူကျဲကြည်လင်ပြီးမျက်ခုံးမွေးမှာမင်းကလေးတစ်ဖွဲလှပပါလေပဲ့ရင်သားနဲ့ရိတ်ခါစဥပီးစရိန်ဟာစိမ့်ဆူလျက်တမျိုးချက်တည်းရှိနေပါလေလက်ဆံခြေဆံများကလည်းထွားကျင်းအုံးမဲ့အတွင်ကိုဆောင်းလျက်ရှိပါလေတို့ရရင်ဆရာတော်ဟာရှင်စရိန်သာအားချစ်ခင်ခြင်းလို့ဟာဤအချက်များကြောင့်မဟုတ်ပြီညာကောင်းခြင်းယူသားခြင်း စကားပြောအတန်ချွေတစ္ဆာရှိခြင်းအေးအေးနေတဲ့ချင်းတို့ကြောင့်ဖြစ်ပါလေ။ကိုရင်စနေရဟာ၃လေးရတိုင်အောင်တခွေဝင်နဲ့နေတဲ့အခါအထူးစိတ်မကောင်းတော့ဘဲခေါ်ယူမင်းမျက်နှာမူခြင်းဖြစ်ပါလေ။နေပါအောင်ဟဲ့။နေဘာဖြစ်လို့အကြောင်းကိုပြောဦးမှာဘောလို့မိန်တော်လေး။ကိုရင်စနေရဟာယူကျဲသောမျက်လုံးကြီးများနဲ့တစ်ချက်မြန်ဆရာတော်ကိုမော့ကြည့်ပြီးရင်တဖန်ခေါင်းကိုအောက်ချလိုက်ပြီးလက်တစ်ဖက်နဲ့ဧကတိအနားစာကိုကန်ကျွေးနေပါလေ။ဟဲ့အော်တော်မကော။ ဒီကောင်ဘာဖြစ်တာလဲနင်မသိဘူးလားဒီကောင်ယူနေတာလားတပည့်တော်မသိပါဘူးဖေကသူ့ဘာသာတင်ငန်းကြီးခြုံခြုံပြီးအဲ့နေတာပဲဖေကအကြောင်းရှိရမယ်အကြောင်းမဲ့တတ်တယ်ဒီလိုမဖြစ်နိုင်ဘူးနင်တို့နင်တို့မျိုးရဲဆွမ်းကံတော်တော့ကဘယ်ကိုရောက်ကြတယ်လဲကိုရင်ဥရမကတော်လက်စွာစတင်ပြီးတပည့်တော်တို့ဆုံရောင်ရောက်တာပါပဲဖေကကိုရင်စရိနာနဲ့ကတခြားစီပါပဲဖေကနို့စနေနာကိုနင်ဖယ်သွားပြီးဆွမ်းခံနေတယ် တပည့်တော်စုံးမခန္ဓာလေးငါးရဲ့ရှိပါပြီဖေ။စုံးမခန္ဓာကျွန်တော်ဘူးဖေ။ဟဲ့ဩတော်မစိုးလုံးနဲ့အင်ကြီးပြောစမ်းနင်တို့ကိုခဏသေးသေးချာချာစစ်ဆေးရမယ်။မာတုကာမချောချောဘဏအင်တော့ကထွက်လောင်းတယ်။အင်နေတော့အများကြီးပါပဲဖေ။ဒါပေမဲ့အချောဆုံးကတော့တော်ပိုင်းကဝန်မင်းအင်ကမာတုကာမကအချောဆုံးလို့ပြောကြပါတယ်ဖေရလို့ရုတ်တရက်ရှက်ကြော်တော့အမူရနဲ့ရှောက်ထားလိုက်ရ။အေးငါသိပြီ။ဟဲ့တငယ်မာလေးက73နှစ်လောက်ရှိဦးမယ်ထင်ပါကလား။ ဟုတ်ပါတယ်ဖေ။တိတ်ပြီးချောတာပဲလို့ပြောကြပါတယ်ဖေ။ဇနိနနင်အဲ့ဒီရင်ကိုစွန့်ကန်သွားသလားလို့ဆရာတော်ကမင်းမျက်တော်မူလိုက်ရာရှင်ဇနိနဟာစကားပြန်မလျှောက်ဖေးခေါင်းကိုယူတာနေပါလေ။ဆရာတော်လည်းအထိပယ်ကိုနားလေတာ။ဩငါရှင်ဇနိနနင်ဖောက်ပြန်နေတာကြောင့်ဟိုဒါကြောင့်စွန့်မစားနိုင်တော့ဖြစ်ရသလားဟဲ့ဇနိနရေမိုက်ပါပြီတော့လေ။ကေသာလောမှာနခာဒနာတစောစတဲ့ 30နှစ်ကောထာတာရုပ်အစုကိုနင်ခင်တွေ့စီရလားဟဲ့ဟမ်ဆရာတော်ကစုံပြီးတော်မူတော်လဲစကားပြန်မရသဖြင့်တဲခတ်တဲ့ဘဒဝါပဲကင်ခါပါတိမောက်တွေတက်နေတာဘာလို့ဖို့လဲတပည့်တော်ယဟန်မတက်ရှင်တော်ပါဘူးဖေ။ဒိန်ပြန်ရှင်ပါဘူးဖေ။ဆရာတော်ဒီကမျက်လုံးပြူလျက်ငါတပည့်ခတ်ပြီးအရှုံးကြီးရှုံးအဆုံးကြီးဆုံးပြီလို့မိန့်တော်မူလျက်မင်းဘာသာကြောင့်လူထွက်มาလဲတပည့်ငယ် မပြောလို့ပါဗျာဒီတိုင်းဆိုတပည့်တော်အသက်တော်ပါပါဗျာဟိုက်ခွေးမာသားမျက်စိဖောက်ပြန်လုံးလာကြီးလားကောင်းပြီနင်လူထွက်တော့နင်မာတုကာမလေးကိုနင်ရမယ်ထင်သလားနင်းနဲ့နီးစပ်ပါမလားတပည့်တော်ရတဲ့နည်းနဲ့ကြံမယ်ဗျာထိုအခါလက်ခနဲ့ဝန်ခံသလိုရှောက်ထားမိတယ်ပြီးတဲ့နောက်ရှက်ကြောက်တော့အမူယာနဲ့ခေါင်းငိုက်ဆိုင်ချနေတာကိုဆရာတော်ဟာပြောလျက်ကြည့်တော်မူရင်အင်းဇနိနာဇနိနာ နင့်ကိုဆရာတော်ကြီးတမားဖြစ်အောင်ငါပညာသင်ကြားပေးခြင်းလေနင့်ဒီလိုမဟုတ်ပါကလားကောင်းပြီနင့်လူထွက်ရင်ဘာနဲ့မှအဆက်အသွယ်မရှိနိုင်ဘူးဒီတော့လူမထွက်နိုင်အောင်ငါဝုံမင်းရင်သွားတဲ့အခါနင်လိုက်ခဲ့အဲ့ဒီအခါမှာနင်ချစ်တဲ့မာတုကံမလေးကိုကြာကြာကြည့်ရမယ်ငါရှင်လူမထွက်နိုင်အောင်သူကကိုရင်စနေနာဟာဆရာတော်စကားကိုအထူးနှစ်သက်၍နေမိပါလေအကယ်စင်စစ်က ၎င်းကိုယ်တိုင်လူထွက်၍ကျန်စီနေမိစဖို့မရှိဖြစ်လေရာဆရာတော်ကအေးဒီယူခွန်ရင်လေးဝင်ထွက်သွားလာရပါမူမိမိရဲ့ချစ်သူကလေးနဲ့တွေ့ရမှာမြင်ရမှာကိုဝမ်းမြောက်ကျဉ်းလျက်ရှိကတင်ဟုတ်ဗျာအရှင်မယားအမိန်တော်ကိုနာခံမမယ်ဖေဟာလို့ခတ်တော့တော့ရှောက်ထားလိုက်ပါလေနောက်နေ့မနေ့ဆွမ်းငံထွက်ချိန်မှာကိုရင်ဇနိနာရဲ့မျက်နှာမူရာဟာတမျိုးပြောင်းလျက်ကြည်လင်တော်တွင်ကိုဆောင်ရွက်နေပါလေဆရာတော်ဖျားကြီးကြီးလည်းတင်ငန်းယုံလျက်နောက်ပါဥပဇင်ကိုရင်များနဲ့တူ စွန့်ငံကြွတော်မူလျာတန်လျင်မျိုးသူမျိုးသားတို့မှာဆရာတော်ဖျားကိုယ်တိုင်စွန့်ငံကြွတော်မူသည်ဟုအုတ်အုတ်ကြွတ်ကြွတ်ဖြစ်ကသူထံကစွန့်နဲ့စွန့်ဟင်းများလောင်းကြပါလေတန်လျင်မျိုးတောင်ပိုင်းကိုရောက်နေရင်အခြားယဟန်များနဲ့ကိုရင်တို့ကိုခွဲထုတ်ပြီးရှင်စရိဏတူးတဲ့ကိုသာနောက်ပါဖြစ်ခေါ်ဆောင်လျက်တန်လျင်ဝမင်းရဲ့နေအိမ်ဝင်ဝကိုဆရာတော်ရောက်ရှိလာပါလေဝင်းကြီးတော်နဲ့အစီပါမိမများဟာပြစ်ပတ်စွန့်ကိုနေ့စဉ်လောင်းနေကြအတိုင်းနေကြရတာ ဆရာတော်ကြီးအားဖူးတွေရလေရင်ရင်းမြန်မှာဝတ်ချပြီးနေရပါတယ်တဖန်ဆရာတော်ရဲ့အရေးအခြေအဖြစ်အိမ်မော်ကိုကြောက်လို့ကြောင်းသိရှိရတာကြောက်တော်မူပါဖေကြောက်တော်မူပါဖေလို့ဖွင့်ဆောင်ရပါတယ်ထိုအခါကျမှဝန်မင်းကြီးနဲ့အိမ်မော်ကညောင်ဆောင်တစ်ခုပေါ်မှာနေရာထိုင်ခင်းများခင်းကအစ်စ်ပြန်ထားလိုက်ပါတယ်ရှင်ကြီးဆရာတော်ဘုရားကိုလည်းကြောက်တော်မူလာတယ်ကိုဖေဆရာတော်ဟာအိမ်တခွန်းနဲ့မိန်တော်မူပြီး မလန်းမကန်မှာဝှက်ချနေကြတဲ့ဝန်ကတော်နဲ့အစီပွားမိန်းကလေးများကိုမတိမသာကြည့်ရှုတော်မူပါလေရှင်စရိန်သာကဆရာတော်ကြီးနဲ့လေးတော်ကအကွာနေရာနှိပ်မှာစက်ခုံတွေချလျက်ထိုင်းနေပါလေခိုးတငယ်မကဝန်မင်းရဲ့တမိအထွေမဟုတ်လားနာမည်မသူတဲ့တည်းမှမတပည့်တော်ရဲ့တမိအထွေပါဖုရားနာမည်ကမနှမ်းနယ်ပါလေဖုရားอืมอืมဘဝဆူတော့တဲလို့ကောင်းနေတယ်ဘုံမင်း အသက်ဘယ်လောက်ရှိပြီလဲတခါကြီး73နှစ်ပြည့်ပြီပါပြီဖေဟာအင်းဟဲ့နင်တို့မှတ်ထားသူတတူကိုမနာလိုစိတ်မရှုစိတ်မေစရိယာစိတ်နေပါကြတို့နှက်ခမ်းပါစက်လှပွားရတယ်မျက်လုံးကောင်းရတယ်သူတတူကိုတနာကျင်လာတဲ့စိတ်ကြောင့်ဒီဘဝမှာ သူတတူတနာကျင်လာဘဝဖြစ်ရတယ်ဒါနမှုတီလမှုဘာဝနာမှုလို့တန်အားသမျှကြိုးစားရမယ်စာကိုတက်ခဲ့မဟုတ်လားမှန်ပါ သူ့မေမေကိုယ်တိုင်တင်ပြလို့တင်းကျုံထိဝီဒီတော့ရောက်ပါပြီဖေ။အင်းရုပ်လက္ခဏာလေးထက်မြက်မဲ့ပုံပြီပဲလို့ဆရာတော်ဟာဝန်မင်းကလူတော်လက်ဖက်ရည်ချဲငချောက်ဖို့စကြည့်တို့ကိုဖုံးပြီးနေပါလေ။ဤတို့လက်ဖက်ရည်တောင်ရင်းနဲ့ဝန်မင်းနဲ့အလာပတလာပစကားများကိုပြောဆိုလျက်ရှိကြရာရှင်စနေနာမှာကစက်ခုံတွေကြီးအောက်ကိုချလျက်တစ်ခါတစ်ခါအမှတ်တမဲ့မာတုကမများကိုကြည့်ရှုမိပါလေ။အစီပါမင်းကလေးများနဲ့မန္တန်ွယ်ကလေးမှလည်း တစ်ချက်မြန်ပြန်ကြည့်ကမြုံမြုံကလေးပြုံးပြီးနေမိကြပါလေကြုံညုံညုံညုံပုံပုံကလေးမြထိုင်နေသောမန္တန်တွေရဲ့ရုပ်ရည်လက္ခဏာကရှင်စနေနာသာမဟုတ်ညီသည့်လူမျိုးမဆိုဆွဲလန်းကြမည်ဖြစ်ပါလေမိန်းကလေးတူကိုမိန်းမတိုင်းချစ်ခင်ခြင်းဟာယောက်ျားလေးများချစ်ခင်တာထက်အထိပယ်ပုံမူလေးနဲ့စီးပါလေမန္တန်တွေလေးကမြင်တွေ့သမျှမိန်းမယောက်ျားလူကြီးလူငယ်မကျန်ချစ်ခင်ကြသည်ဟူသောဂုံမင်းဟာလွန်ခဲ့သော၃နှစ်ရာသီကပင်ကြော်ကြားခဲ့သူကလေးဖြစ်သည်ဖြင့် မြည်မြညီ၍အဘယ်ကဲ့သို့လှပသည်ဟုချဲ့ထွင်းရန်လူမည်မဟုတ်တော်ကြီးဆရာတော်ဘုရားကြီးကသမင်းအိုးတလုံးချက်ကတာသာကြီးကြအောင်အချိန်ဖြုံးရက်တရင်သုံးတော်မူပြီးမှเจ้าကိုပြန်ကြွတော်မူပါလေတာလင်ဝင်မင်းနဲ့ဝန်ကတော်တို့မှာကဆရာတော်ကြီးရဲ့အကြံကိုမသိမိမိတို့အိမ်တို့ဆရာတော်ဘုရားကိုယ်တိုင်စိုးဖို့အထက်ကြွလာပြီးကိုပင်ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပါလေဆရာတော်ရဲ့အကြံပါလေရှင်စရိန်သာအားလူ့ဘုကြောင့်တို့နဲ့ညီဆက်အောင်ဆောင်ရွက်တော်မူခြင်းမဟုတ် အလော30အပူတွင်ရှင်စနေနာဆွဲလန်းနေရကစိတ်လက်မှပြည်စီတော်လို့ပြည့်ရပြုတော်မူခြင်းဖြစ်လေရာတနေ့နေ့မှာတရားတော်ဝေကရရှိအောင် ပြုပြင်တော်မူမယ်လို့နှလုံးသွင်းရှိခဲ့ပါတယ်ထိုနေ့ညလိုက်ပင် ရှင်စနေနာအားဝတ်ဖြည့်ခိုင်းရင်ဂိုင်းငါရှင်စနေနာနေ့မာတုကမာကလေးကိုနေ့မျက်စီတွေကတွေးတော်ထင်မြင်စမ်းဟဲ့ရှင်စနေနာဟာစကားပြန်ပြီးမလျှောက်ထားကြဂိုင်းတင်စမ်းကွယ် ထင်ပါပြီဗျ။အကိုင်းကွယ်ကီတာဆိုတဲ့သမင်လေးတွေကိုကရုံးရတဲ့ကရုံးကလေးဖြစ်နေပြီနော်။လောမာဆိုတဲ့မြက်ခုံးမွေးတွေရိတ်ချေအောင်ဟောမြက်ခုံးမွေးတွေလည်းမရှိတော့ဘူးနော်။နောက်ခါဆိုတဲ့ခြေသေးလက်သေးတွေပြေးလိုက်စမ်းအနုနဲ့မတူဘူးလား။ဒန်ဒါဆိုတဲ့တွားတွေဖြုတ်လိုက်အမေဦးကြီးနဲ့မတူဘူးလား။တဆောဆိုတဲ့အကြီးကြီးဆုတ်လိုက်စမ်းအသားဝါးတွေဖြူတယ်ဆိုတာသိနိုင်ပါဦးမလား။ ကဲဝါရှင်စနေနာ30နှစ်ကောထာတာမှာငါမျိုးပဲဖြုတ်ကြည့်တဲ့အခါခန္ဓာကိုယ်အတဘောကြီးဘာများခဲတွယ်ရာရှိသေးတယ်သူ့ကိုယ်ထဲမှာလေချွဲတလိပ်ပြီးကျင်ကြီးကျင်ငယ်တွေပြည့်လို့ပါလားဒွာယာကိုဘောက်ကအမြဲယူရှိနေပါကလားအခုအတိုင်းအသက်ငယ်ငယ်ကလေးမှုမင်းစိတ်ထဲမှာလူပြိုလေထင်နေမယ်တော်တော်ကြာဆန်းဖြူတွားကြွေပရေတွေတွန့်လို့ရွှေရာကြီးဖြစ်ရပါအမှန်ပဲ တည်တည်ကြာကြာစဉ်းစားစမ်းမင်းစိတ်ထဲမှာမာဓုကာမကလေးကိုချစ်ခင်ဆွဲလန်းသေးသလားရှင်စရိန်နာဟာစကားပြန်မပြောပဲကျင်းမာနေတဲ့ဆရာတော်ရဲ့ပေါင်းသားများကိုတတော်နဲ့တွင်တွင်ကြီးကြည့်ရရှိပါတယ်ဘဲနဲ့နဲ့ငါရှင်ဆွဲလန်းသေးသလားတဆပကူကနဲ့ရုပ်ကိုဖြတ်ကြည့်လိုက်စမ်းတပည့်တော်ဘလို့ဖြတ်ပြီမဲ့သူ့ရောကမပြတ်ပါဘူးဖေ။ရှင်စနေနာကအရေးစွန်ပြီးရှောက်ထားလိုက်ရာ ိုက်ပါပြီဇနိန်ကရေဇီကိုပြီးနှက်ပြီးတင်ပေမဲ့နေမနေပဲစိတ်ပြီးပြေးနေတာကိုဆရာတော်ဘုရားဟာရှင်ဇနိန်ကစိတ်ပြောင်းလဲမှုမရသဖြင့်ခဏကြာလင်းရင်ဂိုင်းတော်တော်စာပြန်ကြီးတော်လို့ခွင့်လွှတ်လိုက်ရပါလေနောက်နေ့နေအာယုံချင်းအလင်းရောက်တဲ့အခါဆရာတော်ဘုရားစွန့်ငံကြွတော်မူရမှာလေနောက်တော်ဘာကလေရှင်ဇနိန်ကကိုခေါ်ဆောင်သွားရာဝန်မင်းရဲ့အိမ်ကိုရောက်ရင်းလွန်ငယ်သောနေ့ကကဲ့သို့အိမ်မော်ကိုကြွတော်မူပါလေ ။ထိုနေကဝေါ်ကတော်နဲ့မန္တန်ွယ်ကလေးကိုမမြင်ရ။ဝေါ်မင်းနဲ့အစီအပါများသာလျှင်စိုးဝကိုတူလျက်ရှိကြပါလေ။ရှင်စနေကကအင်ကြီးမရနိုင်ပဲမျက်လုံးအစုံလို့နဲ့ကြည့်လိုသူလေးကိုရှာဖွေးနေပါလေ။ဆရာတော်ကလည်းအလိုက်တည်တော်မူရဲ့လား။ဘင်းနဲ့ယနေ့ဝေါ်ကတော်ကြီးမမြင်ပါပဲကလားလို့မိန့်တော်မူလေရာ။မှမအလူတခုကိုလိုက်ပါသွားကြကြပါဖေရလို့ဝေါ်မင်းကရှောက်ထားသဖြင့်ဆရာတော်လေးကိုကလကကွန်မြာကိုပြင်ဆင်ဖုံးပြတော်မူပြီးနေ ြန်ကြွတော်မူခဲ့ပါလေ။နောက်တော်ဘွားကရှင်သနေနာကထွေရလေးဘွားကိုစိတ်ကူးလျက်လိုက်ပါလာဟန်ရှိပါလေ။လမ်းမောင်ရိုးတစ်ခု၌ဆရာတော်ဘုရားဟာတင်းမိုင်အောက်ကိုလျှော့တာကိုခဏမြတ်ရက်တံပြင်စင်တော်မူလျာတွေးတော်လိုက်ပါလာသောရှင်သနေနာဟာဆရာတော်ရဲ့ကြိုးကို၎င်းရဲ့တပိတ်နဲ့တိုက်မိအောင်ငိုက်နေမိလျာဟင်းဟုအာအတင်ပြီးရက်၍နေလျာဆရာတော်ဘုရားကငါရှင်ဇနိနာတရိသာတရိသာလို့ကျုံးရိမိန်တော်မူသောအခါ ခေါင်းကိုအောက်ကိုချရနေပါလေ။ဤကဲ့သို့နေလိုက်ပါပင်လက်ရင်တစည်းဟာခက်လန်းလန်းကနေခြူသံများပြီးလျက်အပြေးလေးမောင်းနေလာလေးဟာအနီးကိုရောက်ရင်လဲဘော်ကဝေဘော်နဲ့မန်တန်းတွေလေးတို့ကအောက်ကိုလှင်မြန်စွာဆင်းလျက်ကျွုံတော်ဝတ်ချနေကြပါလေ။ဩဒကမာကြီးတို့ပြန်လာကြပြီကိုလို့မိန်တော်မူရင်းစုပေးသနာနေရာရှင်စရိဏမှာအဝတ်အစားတက်ရစွာဖြင်းနှင်းပြုပြင်ထားသောမန်တန်းတွေကလေးကိုကတိုင်းွက်ကြအောင်ကြည့်ရှုနေမိပါလေ။ ဆရာတော်ဘုရားရှိကလှုပ်ရှားထွက်ကြွားသားဒီကိုပဲမှလန်းညင်လန်းညင်ချင်းလန်းမြတ်နဲ့အိုက်ပါသွားရပါလေပလဲရောင်တို့ဖွဲဖြူစင်ကြီးရတော်တော်ညီထွေးစည်စသောနှကမ်းမကလေးများပြည်ပြသောပါပြင်ကလေးလေးကိုင်းစရံညီညွတ်သောမြက်ခုံးအခါလေနမငယ်ရဲ့မျက်လုံးတို့ဖွဲအဖြူမာအနက်ကွက်လျက်ကြည်နေသောမျက်လုံးအထက်ကိုကော့တက်လျက်ရှိသောမျက်တော်များနဲ့ငင်းသူငေးလောင်အောင်လှတဲ့မန္တန်တွေရဲ့ရုပ်ပုံကလေးသာ မျက်စီရဲကမထွက်ဖဲကြောင်းဝင်းမော့ကိုတိုင်ခဲ့ပါလေ ရှေးကအိုမာဒန်နီကြောင့်ယူကြသည်ဆိုသောတရားတော်ကိုပိုမိုယုံကြည်လာဟန်ရှိပါれ။ဤမြတ်တပ်ချုံတော်သောဗျူကညာနှင့်ဘယ်အခါမှရွှေဘူးစာပြရပါမည်နည်း။မိမိရဲ့အချင်းဤဟာဤဒေဝစရာလက်ကညာနှင့်တံပါမည်သောမိကဲ့သို့ကြံဖန်၍ဤစံနိုင်ပါကိုတွေးတော်၏မရာတိုင်းစိတ်ရှုထွေးစွာနှင့်ကြောင်းတော်ကိုရောက်လေရင်တပိတ်ကိုအသာထိုးပြီးမှိုင်းတွေချရင်စဉ်းစားတွေးတော်နေမိပါれ။ ဆရာတော်ဖရာကရှင်စရိန်ကကိုသာမပြည့်အကျဲခတ်တော်မူနေဖြင့်ထိုနေ့ကစွန်မစားပြန်တင်ငန်းခေါင်းမွေးချုံပြီးအိတ်နေလေးရှိတဲ့ရှင်စရိန်တာအားတွေ့မြင်မိရတာညအချိန်ဝှက်ဖြည့်စဉ်မိမတို့ရဲ့အပြစ်ကို ဖော်ပြ၍ဆုံးမချေချွတ်တော်မူမယ်လို့တွေးတော်တော်မူသဖြင့်ညတငယ်အိတ်စိတ်ချင်းမှာရှင်စရိန်တာအားခေါ်ယူတော်မူပါလေစရိန်တာမင်းကိုငါတင်ထားတဲ့မင်းရင်တိန်တင်းပိုက်တွေမှတ်မိသေးရဲ့လားတင်းမ အခုမှမရောက်ပါဗျာကောင်းပြီမေထုံရာဒီနဲ့ကံရာဒီမှာမင်းကလေးတို့ရဲ့လက်ဆန်းတစ်ခုဟာတောက်ကြတိမ်သိမ်းမှာတည်နေရင်သူ့အကျင်ဘလို့နေမလဲလေတွေ့မြင်သမီးယောက်ျားကိုချစ်ကြိုက်တတ်ပါလေခင်ဗျအေးဟုတ်ကပြီကရကဆလကစနေတိမ်သိမ်းမှာစီးရင်ရောကွယ်ငင်းကိုစေးခတ်ပြီးတေအောင်တတ်တတ်ပါလေခင်ဗျကြောက်စီရပါလားခွတ်တင်ရာဒီလက်ဆန်းနဲ့တောက်ကြတဲ့နေတည်ရင်ရော လင်းမတပါတခြားယောက်ျားတို့ကိုချစ်ကြိုက်တတ်ပါလေဖေ။အေးမှတ်မိတကူပထမီအိမ်မှာစနေတီဗီဒီပြင်ပါပယူတွေကိုမြင်ရောအပြိုဖြစ်ကားသားပါပဲမိဘမပေးစားပဲနဲ့ယောက်ျားတူဦးနဲ့ဖောက်ပြပြီးအိုဖြစ်တယ်ပါလေဖေ။မကရကုံမိတ်သားဘိဆာဒီလေးရာဒီမှာလက်ဆန်းတောက်ကြဘူးပြီးပါပယူကိုမြင်ရော။ထိုမိမဟာသူ့အမေနဲ့သူပါလေလျော်ထဲဖြစ်တယ်ပါလေဖေ။ အေးငါလည်းဒါရီနားလေသားပဲဆန်းနေအင်္ဂါပူးရင်စိုးတာလေအင်္ဂါအိမ်မှာဆန်းနေနဝင်းကိုအင်္ဂါအင်္ဂါရဲ့နဝင်းကိုစမ်းစီနေရင်ဖောက်ပြန်တတ်တဲ့မိမစာလို့ဘေးရင်ဇာတာနဲ့ရွေးရင်အပြည့်ကင်းတာမို့အတော်ခင်းရင်ပါကလားကွတပည့်ရဲ့ပြီးတော့ကွအဋ္ဌိယရှတရကျန်းနဲ့စစ်စင်းရင်လေမိမအမျိုးပေါင်း256မျိုးတော်ရှိတာကလားကောင်းတဲ့အမျိုးအစားကနဲပါကလား ဒါကြောင့်သူတော်သူမြတ်တို့ကမိမကိုအလွန်ဆက်ဆုပ်တော်မူကြတာပဲမိမလည်းဟုတ်မှာဖြစ်ပါဦးဗျာဟဲ့မြင်းများကစီးတဲ့သူနောက်ကိုကောက်ကောက်ပေါအောင်လိုက်တယ်လို့မိမများဟာလည်းတွေ့ရယောက်ျားနောက်ကိုလိုက်ပါလိမ့်ရှိတဲ့ဒါကြောင့်ရှင်တော်ဖျားကမြစ်စိတ်တေးဆိုင်စသည်တို့နဲ့နှိုင်းရှင်ပြီးဟောကြားတော်မူခဲ့တာလေဒါဖြင့်ဗျာမိမတိုင်းဒီလိုဖြင့်ခတ်ကုန်တော့မှာပေါ့ဗျာ မိဘတိုင်းတော့ဘယ်ဟုတ်ကလေးကွယ်အများအဖြစ်ယုံညံတာကိုဟောရတာကိုဒီလိုဖြစ်ဖျားလို့ရှင်စနေရဟာစကားဆက်ဦးမြည်လို့ပြီးမှရှက်ကြောက်သလိုစိတ်ငြိမ်စွာအတွင်သားတရောင်ကိုလှုပ်ရှားနေပါလေဆရာတော်ဘုရားဟာနန်းတွေကလေးကဲ့သို့မိမချောမိမလကလေးသည် အဖိုးရန်ဘရုံမမိမမြက်ဖြစ်နေတာဟုသောဆိုလိုရင်းကိုပယ်ဖြောက်တော်မူလိုရပါငါရှင်စနေရ မိမချောတိုင်းနဲ့အကျင့်စာကမြက်တယ်လို့အထင်မှားမားနေတယ်။ဆရာတော်ပြောပြမယ်။ရှိကတဲ့ကိန်းဒီမီဗျာဆိုတာအလွန်လှပြီးလက်တမချုံးမှုတယ်ဆိုပဲကွ။တနေ့တော့မင်းကြီးနဲ့အတူထွက်တော်မူတဲ့အခါနန်းတော်မျိုးယူ အနီးမှာရှိတဲ့တပြည်ပင်ခြေရင်းမှာလက်မငုံတီတီတွေးပြီးတဆူဆူနဲ့အနုတယောက်ကိုမြင်တဲ့မိဖုရားကအနုကိုမြင်တဲ့အခါမြစ်တာစိတ်တွေယိုဖိပ်ပြီးနန်းတော်ပြန်ရောက်လို့ညက်အေရဝင်တဲ့အခါ မရင်မင်းမြတ်အိပ်ပျော်နေစင်မှာမြို့ရိုးကိုကျော်တဲ့ကျော်ပုံကအဲ့ဒီတပြေပင်ကြီးရဲ့အကိုင်းကလေးနန်းတော်ရင်းထိုးကြနေနေတော့အဲ့ဒီကဆွဲတက်သွားတာပဲတဲ့အာကမင်းမပြန်ဖို့ကွယ်ဒီလိုသွားသွားပြီးအနူနဲ့ပျော်ပါကအနူစားစရာထမင်းဟင်တော့သူကယူခဲ့သေးတယ်ဒါလို့ဆိုတော့လဲမိဖုရားကြီးကတိတ်ပြီးနေတာပေါ့ဖေ။အေးတကားတော့ဘယင်းမင်းမြတ်ရဲ့တငယ်ချင်း ဖရာလောင်ပရောဟိတ်ရဲ့အဲ့ဒီအငူနေတဲ့အနာရောက်ကြတဲ့အခါဘယင်မင်းမြတ်ကဒီလောက်အမြင်ဆိုးရတဲ့အငူကိုများချစ်ကြိုက်တဲ့မိန်းမများရှိပါဦးမလားလို့ပရောဟိတ်ကိုမေးတဲ့ဒီအတွက်အငူကတစ်ပြင်ဘက်လက်ရှက်ရှိခိုးလိုက်ပြီးအရှင်ရုပ်ကစိုးကျွန်ုပ်တို့အကြောင်းအရှင်သာသိပါတယ်လို့ဘယင်ကိုမခံကျင်တဲ့သဘောနဲ့တိုင်တယ်လိုက်တယ်သူကိုဒီတော့ဖရာလောင်ကရိတ်မိသွားပြီးအရှင်မင်းကြီးညဘက်ဆက်တော်ခေါ်တဲ့အခါ မိဖုရားကိုအတွေ့ဘယ်နဲ့နေပါသလဲလို့ဘယင်ကြီးကိုမေးလိုက်တယ်။ဘယ်နဲ့နေရမလဲဟဲ့ဒီလိုပေါ့။ဩတခုရှိတယ်။သူ့ကိုအတွေ့ကတခါနေရင်အေးနေတယ်လို့ဘယင်ကြီးကပြန်ဖြေလိုက်တယ်။ဒါအပြင်အရှင်မင်းကြီးမိဖုရားဟာဟောဒီအနုနဲ့ပြင်မနေရပါဘီလို့ဘုရားလောင်းပရောဟိတ်ကြီးကပြောလိုက်တယ်။ဟာမဟုတ်နိုင်တာပဲပရောဟိတ်ရဲ့လို့ဘယင်ကြီးကလည်းညက်တော်ညှိုးသွားတာပေါ့။ဒါနဲ့တငယ်ချင်းဆိုတော့စိတ်တော်မဆိုးဘူးပေါ့။ ဒီပြန်လူဆိုရင်တော့တန်လျက်စာဖြစ်သွားမှာပေါ့ကွယ်ပရောဟိတ်ကလည်းတပြေခိုင်းကမိဖုရားလာရမယ်လို့အတက်တွေးပြီးဒါဖြစ်ရင်အရှင်မင်းကြီးနဲ့ကျွန်တော်ညကြရင်ဒီနေရာကစောင့်ရအောင်လို့တိုင်ပင်ထားကြတယ်ကွယ်ညင်အချိန်ကျတော့မိဖုရားကဘယင်ကြီးနာကအထွတ်မင်းကြီးနဲ့ပရောဟိတ်တို့ကခတ်တော့တော့အရင်ဥအောင်လို့တပြေပင်အနီးကမှောင်ရိပ်မှာချောင်းနေကြတယ်မိဖုရားကလည်းထမင်းတို့ကိုပါဇက်ကကြိုက်ပြီးတပြေခိုင်းဆွဲဆင်းလာပြီးထမင်းတို့ကိုကန်းတော့ ကိုရောအနူကဒီကနေ့နောက်ကြရပါမလားလို့မိဖုရားရဲ့ပါးကိုလှမ်းချထားလိုက်တာနေရောင်းတစ်ဖက်ကျွတ်သွားပြီးဘယင်မင်းမြတ်ခြေတော်နာလာကြနေတဲ့ဘယင်မင်းမြတ်ကအသာကောက်ယူထားတော့မိဖုရားကအိုးအရှင်ရဲ့စိတ်တော်ဆူတော်မူမူပါနဲ့အိုးဘယင်မင်းမြတ်အိပ်ပျော်နိုင်တယ်လို့စောင့်နေရတာနဲ့နောက်ကြနေရပါလို့အခါကတောင်းပန်တိုးရှုပြီးအမျိုးမျိုးချော့မော်နေတဲ့ဘယင်မင်းမြတ်ရဲ့ဓာရီနာမထောင်ကျင်တာနဲ့ပရောဟိတ်ကို လက်ကုပ်ပြီးအသာထွက်ခဲ့ရတာကို နောက်နေ့ကျတော့မိဖုရားကြီးလက်ဝက်လက်စားအပြည့်စုံနဲ့အခါသားဝင်ရမယ်လို့အမိတော်ချမှတ်လိုက်တော့သူ့ခမရလာရတာပေါ့နှရောင်းတစ်ဖက်ဝတ်စင်မြတ်သားပါမလာတော့ဘူးဒီတော့ဘယ်နဲ့မိဖုရားနှရောင်းတစ်ဖက်မမြင်ပါကလားလို့မင်းကြီးကပြောလိုက်တယ်မှန်လားပါဗြိန်တော်ကိုပြင်ဆင်ရအဲ့လန်ထားပါတယ်ဖုရားလို့မိဖုရားကြီးကလည်းပြန်လျှောက်တယ်ဟဲ့ဗြိန်တော်ကို အမြန်ခေါ်ဆိုပြီးဘင်းကြီးကခေါ်ယူမင်းမြတ်တော့ဗြိန်တော်ကလည်း သူ့ထံမိဖုရားကြီးဘာတစ်ခုမှမအံ့နိုင်ကြောင်းတော်ဦးတင်တော့တာကိုဒီတော့မှဘယင်မင်းမြတ်ကငရောင်းကိုပြစ်ချပေးပြီးနင်းငါ့ကိုဘောင်းမဲကြောင်လင်ရတယ်နင်းအကြောင်းငါမသိဘူးမလားဟဲ့အာနာသားတို့ဒီမိဖုရားကိုတုံးပိုင်းပိုင်းပြီးမျောစီလို့အမိန်တော်မြတ်တတ်မှတ်တဲ့အခါဘုရားလောင်းကလည်းအနီးမှာရှိနေတယ်တော့အရှင်မင်းကြီးကိုတီးခန့်တီးခန့်ကျွန်ုပ်အကြောင်းပြပါဦးမယ်လို့ရှောက်ထားလိုက်တာကို ခုလိုဘုဒ္ဓတရဇီယဗီဒီယိုတွေကိုအစ်စ်တင်လိုက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးတောင်းဆိုရစီခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်